အားလုံးပဲမင်္ဂလာပါရှင်။ဆိုင်းဆရာကြီး မင်းသူဝင်ရေးသားတဲ့ကလေးပုံမြင်များထဲမှာတိတ်ဖေးရင်ဆိုတဲ့ပုံမြင်လေးကိုရွတ်ဆိုဖတ်ပြပါမယ်ရှင်။ကျမကတော့စာဖတ်သူရွှေရီလင်းလည်းဖြစ်ပါတယ်။ယတိတ်ဖေးရင်တနေသောအခါမောင်စိန်သည်ကျွန်းတစ်တာဟောင်းကြီးတစ်ခုထဲမှာ ပရဗိုက်လွာတစ်ခုကိုရလာသည်အလွာပေါ်တွင်ကန်းငူဆန်နှင့်ရေးထားသောစာများပါသည်လည်းရေးလှတော်လဲအိုလှပြီဖြစ်၍အချို့စလုံးများပြက်နေပြီအချို့မှိန်နေပြီသို့သောစက်ကူဖြူပေါ်တွင်မှဲမဲနှင့်ရေးသားပုံနှိပ်သည့်စာများကိုဖက်နေကြဖြစ်သောမောင်စိန်သည်စက်ကူမဲတွင်ကန်းငူဆန်နှင့် ရေးထားသည့်စက်လုံးဖြူတို့ကိုတွေ့ရသောအခါစိတ်ဝင်စားလာသဖြင့်ကြိုးစား၍အော်ကျဲဟစ်ကျဲဖတ်နေလေသည်နေရာကမကျထိုအခါအနီးတွင်နှီးထိုးနေသော သူ၏ဗကြီးသည်ဓမောက်ကလေးကိုချ၍ဟေ့မောင်စိန်ပြစမ်းမင်းဖတ်နေတာထံကတိုင်းလည်းမကျဘူးဗကြီးဖတ်ပြမယ်ဟုဆိုကား provide လွားကိုလှမ်းယူလိုက်သည် ထို့နောက်အတန်မထွက်ဖဲအကျန်းဖတ်လိုက်သည်ထို့နောက်ဤသို့ပြောလိုက်သည်မောင်စိန်ဒီစားလွားကိုဘယ်ကရခဲ့သလဲဘာကြီးတို့အဖိုးရဲ့ provide လွားကလေးကမောင်စိန်ရဲ့ဘေးကြီးဖို့ကွယ်အဲဒီစားထဲမှာပါလာကရတဲ့ဘေးရင်ဟောင်းနီလို့ခေါ်တယ်ကွယ်ကဲကဲငါတူကို ဘေးရင်ဟောပြရအောင်မှာပေါ့နားထောင်ဟုပြောကအောက်ပါလင်ငါကိုကလေးကိုစတင်ဖတ်ပြစတင်ဖတ်ရပါသည်အိမ်နေကိုပြုထဘိုးတက်လီငါးတွေကိုနှောက်မြောက်လို့မြစ်တာထိုခါနှောက်ဦးဆက်သွားဖူးနဲ့အထူးလျော်ဝက်လူအသက်တီတစ်ချက်ထုံအောင်နန်သိမ့်ဆောင်၍ တင့်အောင်ပေါင်းနှုတ်ကျိုးအားထုတ်မူအဟုတ်အမှန်ထွက်လေသည်ကဲဘာကြီးကမောင်စိန်ကိုကနန်းတက်ခိုင်းမယ်အပေါင်းအနှုတ်အမြောက်အစားတက်ခဲ့မဟုတ်လားတက်ပါတယ်ဘာကြီးကောင်းပြီမောင်စိန်တို့အတန်းထဲမှာကြောင်းသားဘယ်နှယောက်ရှိသလဲမောင်စိန်အသက်ဘယ်နှနှစ်ရှိပြီဆိုတာကိုမောင်စိန်ကမပြောဘဲနဲ့ဘာကြီးသိနိုင်နေယုံရလား မယုံမှုပါရင်ကဲမယုံရင်ယုံအောင်ရသိပ်ပေတယ်ဟောရတာပေါ့ကွာကဲကြောက်တင်ဘုံပေါ်မှာဗာကြီးခိုင်းတာကို တွက်ပြီးတော့ဟောဒီလင်္ကာထဲမှာအိမ်လေးကို ပြိုးဆိုခြင်းကြောင့်အိမ်မှာရှိနေတဲ့လူတွေရဲ့အရေးအတွက်နဲ့စတင်ပြီးလုပ်ရမယ်တဲ့ကဲမောင်စိ အတန်းထဲမှာရှိနေတဲ့ចောင်းသားအရေးအတွက်ကိုចောက်တင်ဘုံပေါ်မှာရေးလိုက် ဘာကြီးကိုမပြနဲ့နော်မောင်စိန်သည်45ခန်းန်းကို ရေးလိုက်သည် ရေးပြီပြီလားကောင်းပြီထဘိုးတက်လေဆိုခြင်းကြောင့်ရေးထားတဲ့ခန်းန်းကိုနှစ်ဆလုံးလိုက်၄ဆိုရင်၈လုံးပေါ့၈ဆိုရင်16လုံးပေါ့မောင်စိန်သည်45ဤနှစ်ဆ90ကို ရေးလိုက်သည်ကဲနှစ်ဆလုံးထားတဲ့ခန်းန်းမှာငါးတွေကိုနှောက်ဆိုခြင်းကြောင့် ငါးကနန်းပေါင်းထိတ်လိုက်မောင်စိန်သည်65ဟုရေးလိုက်သည် ပေါင်းလို့ရတဲ့ကနန်းကိုမြောက်လို့မြတ်တာဆိုခြင်းကြောင့်မြတ်တာနဲ့မြောက်ပေါ့ကွယ်မြတ်တာဆိုတဲ့မအဲ့ခရာကြာတော်ပရိဆိုတော့ငါးကနန်းကွယ်တအဲ့ခရာစနေဆိုတော့တုံညနှစ်ခုပေါင်းတော့90ပေါ့ကွယ်ဒါကြောင့်90နှစ်မြောက်လိုက်ပါ မောင်စိန်သည်65ကို90နှစ်မြောက်လိုက်ရာ 4,950ရသည် ထိုခါနှောင်းဦးဆက်သွားမှုနှင့်ဆိုပြန်ခြင်းကြောင့်ဆက်သွားမှုဆိုတဲ့365ကဏ္ဍနှင့်ပေါင်းလိုက်အောင်ွယ်မောင်စိန်သည်4,950တွင်365ပေါင်းရာ9,135ရသည်ပြီးရလာဟိကဲကောင်းပြီအထူးလျှို့ဝှက် လူအသက်တက်လို့ဆိုခြင်းကြောင့် မောင်စိန်ရဲ့အသက်ကိုဘာကြီးမသိရအောင်တိုးဝက်ပြီးတော့ထပ်ပေါင်းထဲလိုက်အောင်မောင်စိန်သည်မိမိအသက်၁၀နှစ်ကို ပေါင်းထဲရာ9129ရသည် အဖြေထတ်တော့မယ်ကွယ်နော်တစ်ချက်တိုးနောက်နန်သိန့်ဆောင်၍တင့်အောင်ပေါင်းနှုတ်ဆိုခြင်းကြောင့်တင့်အောင်ပေါင်းဆိုတာက635ကိုပြောတာကွယ် အခုနာရထားတဲ့ကနန်းလေးက635ကိုနှုတ်တဲ့ကဲနှုတ်လိုက်စမ်းမောင်စိန်သည်9128မှ635ကိုနှုတ်ရာ4512ကိုရသည်နှုတ်ပြီးဗလားဟိပြောစမ်းဘလောက်ရသလဲနှုတ်ပြီးပြီပါဤ4512ရပါတယ်ဒါဖြစ်ရင်မောင်စိန်အတန်းထဲမှာ ကျောင်းသား45ယောက်ရှိရမယ်။မောင်စိမ့်အသက်ဟာ12နှစ်ဖြစ်ရမယ်။မှန်ရဲ့လား။မှန်နေပါကြီး။သိမ့်မှန်တာပဲ။ဘယ်နဲ့လို့သိတယ်လဲ။အခုဘာကြီးခိုင်းတဲ့အတိုင်းတွေ့ရင်သိရတာပေါ့။လင်ငါကလေးကိုအလွတ်ကျက်ထား။လင်ငါအတိုင်းတွေ့ခိုင်းပြီးယသိဘေးတွင်ဟောပေါ့။ပတ်စံရတော့ဘာကြီးကိုမမေ့နဲ့နော်ဟုဆိုတာအနားတွင်ခြားထားသော ဆေးတံကိုကောက်ယူမိမိတောက်ဖွာလေသည် မောင်စိန်လဲလင်းငါကိုအတန်နေတန်ထားနှင့်ချက်မှတ်လေသည်ဆေးတံကမိကိုနှင့် မောင်စိန်ဤစာချက်တန်တို့သည် လုံလာထွေလာဖြစ်လျက်ရှိလေသည်